ကျွန်တော်ဒီနေ့အတွက်တယောဇာဝိထုတို့လေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်။ဒီတယောဇာဝိထုလေးကို ရေးသားထားသူကတော့ဆရာကြီးမန်းတင်ပဲဖြစ်ပါတယ်။တယောဇာဝိထုတို့လေးကိုဖတ်ခွင့်ပြုပါရန်ဆရာကြီးမန်းတင်ဤသက်ဆိုင်သူမိသားစုဝင်များကို ကျွန်တော်ဒီနေရာကနေပြီးတော့ပဲလေးလေးဆားဆားနဲ့ခွင့်တောင်းရပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြတော့ပြည်ရင်းပြည်ပမှချစ်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံး ဘေးကင်းကြမှာကြပါစီဗျာရေတော်ဘုံအောင်ကိုအောင်ရမြည် လူရုတကြီးအစိုးရကလည်းလူရုအစိုးရလူရုစီဝေးပွဲလူရုရေးဆိုပွဲလူရုတိုက်ပွဲများကိုလည်းမကြာခဏဆင်ရင်နေကြသည့်တမယဖြစ်သည်လူရုမိတ်ဆွေလူရုရန်သူလူရုခေါင်းဆောင်ဟူသောဝဟာရများလည်းပောက်ဖွာလာခဲ့လီပြီအမှန်စင်စစ်အဖြစ်ယခုခေတ်တွင်နေရာတကာ၌လူရုနှင့်ကင်ပေါက်နေကြလီတော့သည် လူရူဒီဟူသော နာမဝိတေသနာကို ရေလဲနှင့်ပေါ်ဝေါ်ကြီးသုံးဆွဲနေကြသည်ခစ်ပေတကားလူရူလက်ဖက်ရည်ဆိုင်လူရူပင်မင်းလူရူသတင်းစာလူရူပျော်ဝဲစားယုံလူရူကိမ့်မုံလူရူမြေပဲလော်လူရူပါလူရူညာဟာမရေမတွက်နိုင်တော့ပြီနေရတကားမှာလူရူဟိုမှာလဲလူရူဒီမှာလဲလူရူရှေ့မှာနာမဝိတေသနာမျိုးမျိုးတက်၍ လူရုကိုတုံဆွဲကြသေးသည်လေသမားလူရုအလုတ်သမားလူရုကလားလူရုမြမာလူရုအင်္ဂလိပ်လူရုလူရုကိုစုံလို့ဟောလာပြန်ချီပြီးမောင်ပြုံးချိုတို့နေတွင်လူရုတကြီးရွေးပွဲတွင်ကျင့်ပါရပေအောင်တော်မူလူရုကတင်မြောက်သောတကြီးကိုလူရုတကြီးဟုခေါ်ဝါသည်ယခုရှိရင်းစွဲတကြီးတွေကော လူလူကတင်မြောက်သည့်ဒကြီးမင်းများဖြစ်ကြပေသည်တောတော်လဲထိုအိုမင်းဟောင်းနှွမ်းနေသောဒကြီးများကိုတက်လွင်နေသော ယခုလူလူကမကြိုက်နိုင်တော့ပြီဟုဆိုသည်ထိုကဲ့သို့ခင်မီသည့်ဒကြီးများကို ယခုမျက်စိကျဲသောတက်လူများက မလိုချင်တော့ပြီမျက်စိကျဲသောလူလူသည်မျက်စိကျင်သောဒကြီးကို မကြည့်လို့တော့ပြီဒီဒကြီးတွေဟာဘျူလိုကလနဲ့စိတ်ဝင်နေပြီး ြုတ်ပြင်လို့မရတော့ဘူးခက်မမီတော့ဘူးဖြုတ်ပြဖို့ပဲကောင်းတော့တယ်တကြီးရွေးတင်တဲ့အခါမှာလဲငငယ်ရွယ်ရွယ်ဖြက်ဖြက်လက်လက်လူကိုတင်မို့လို့တယ်အဖိုးကြီးတွေတင်လို့မဟန်ဘူးဖုန်ကြီးကိုကြောက်မော်တင်တယ်လို့ပေါ့ကွာခဏခဏဖုန်ကြီးပြန်လုံနေရမေးဤအတန်များကခေဤကြွေးချော်တန်များဖြစ်လေသည်တို့နဲ့ရှည်ရဲစွဲတဲ့ကြီးများကိုရာထူးမှရက်စဲကား လူရုတကြီးများကို ပြန်လည်၍ခောက်ရန်ရှောက်လွာများခေါ်ရလေသည်မောင်ပြုံးချုံဤယုံတွင်ရှောက်လွာတွင်ဟိရက်၍ဝင်လာလေသည်အချို့တကြီးလူပါများကမူရက်ရွာရဲ၌ကြီးညာခြင်းမရှိပဲတိတ်တဆိတ်ပြိုင်သူမရှိသကဲ့သို့တယောက်ထဲလာ၍ရှောက်လွာတင်ကြသည်ဒီအချိန်တွင်မြို့ပိုင်တွင်ခက်ခဲနှင့်အတွေ့ရဆုံးအချိန်ဖြစ်သည်အသက်55နှစ်ကျော်၍ပြန်လည်လျှောက်ထားခွင့်ရတော်မူမဟုတ်သောတကြီးကိစ္စကိုလည်း ူကယူမဆိုင်အခွန်ကောက်ရံကိုလည်းသူမမူရောင်းအမိန်ကိုလည်းမနာခံထင်ရာကျဲလီတော့သည်ပြုံးမဲ့တူတူမထူတော့ပါဘူးဆိုကကြက်ဝိုင်းကလေးများလည်းတိတ်တိတ်ပုံထောင်းလိုက်သေးသည်အရက်ကလေးများလည်းချက်လိုက်သေးသည်ပြန်လဲရွေးခံမိတကြီးများမှာတော့မဲရင်မှုစူးစားကခြွေတလုံးလုံးဖြစ်နေကြလီတော့သည်တနစ်ကြလို့မှရုံးတို့ချေဦးမလဲဘူးသည် တကြီးမေတကြီးကများလဲသူတို့အိမ်နေယုံ အိမ်ဦးနဲ့ကြမ်းပြင်ဖြစ်နေလေသည်ရွာသားတွေအတွက်အမတော်ကြီးလျှောက်ပေးရသည်မှာလဲအမောသူ့ရွာတွင် လူအများလောက်ကြိမ်မဲ့၍စားရမဲ့တောက်ရမဲ့ဖြစ်နေပါသည်ဟုဆိုကားအငတ်စရင်တွေကိုလဲတပြုံတစ်ခေါင်းကြီးလာပေးလိုက်သေးသည်သူ့အားမဲပေးမိသူတွေကိုလဲအကုန်လုံးစရင်တွင်ထည့်လာလေတော့သည်တပွဲတလန်ကဲဆန်းကြမိတကြီးလောင်းတွေကလည်း လူတို့အတွက်ပြပြသလဲတအားခဲ့ပြီးအလုံလုံနေကြလေသည်ဟိုမှာလဲသူတို့ဒီမှာလဲသူတို့ကိုပဲရှောင်ရွေ့ပင်မလို့အချို့လဲရိုးရိုးသားသားပင်မိမိသဘောကျသလိုနိုင်ငံရေးပါတီများဤလက်မှတ်ကို ယူထားကြလေသည်အချို့ကလဲမင်းရယုံလောက်သာရည်ရွယ်လျက်အရင်အမျိုးမျိုးကိုခြုံထားကြလေသည် မောင်ပြုံးချုံဤနေတွင်ဘွားချောင်းရွာသည်နာမည်အကြီးဆုံးဖြစ်သည် နခိုးတို့ဤပုံအောင်ရာဒေတာဖြစ်သည်အရသမားတို့ဤမိခိုးရာလဲမြည်သည်ဓမြသခိုးကိုလူစိုးတို့ဤစံပြော်ရာလဲဟူ၏ထိုကျင်းရွာကိုလွန်ငယ်သောနှစ်ပေါင်း15နှစ်လောက်ကလေးကစုံမိုးအုပ်ချုပ်ခဲ့သောတကြီးမင်းဥပချစ်သည်သူဤရာဇပလင်မငိမ်မသက်ရှိနေသည်ကို တုံလုံသောမူရာဖြင့်ကဲခတ်လျက်ရှိသည် သူနှင့်ရှင်ပြန်လျှောက်ထားရွေးခံမိသူ၃ဦးပေါ်ပေါက်နေပါသည် မောင်ပြုံးချိုကသူ့တကြီးမင်းကိုဤသို့မေး၏ဘယ်နဲ့လဲတကြီးမင်းဟမ်းမမလားဟဲဟဲဟန်ရမပေါ်မြို့မင်းရာသူပြောလို့သာချလိုက်ရသည်မောင်ပြုံးချိုကတော့ဘယ်နည်းနဲ့မှသူရမည်မထင် နောက်သုံးရကြတော့အခါသူနှင့်ရှင်ပြန်ရွေးခံမည်သူသုံးဦးအနက်မှတဦးဖြစ်သူဥဖိုးထောင်သည်အရွေးမခံတော့ပါဟုဆိုကသူ့လျှောက်လွာကို ပြန်လေရုပ်သိမ့်သွားလေသည် ဥပချစ်ဘလို့ခြေထိုးလိုက်သည်မသိသူနှင့်ရှင်ပြန်၍ခံရန်ဥတာထုံးနှင့်ကိုဖိုးမြင့်နှင့်ဥတာကြံတော့သည်ဥတာထုံးနှင့်ကိုဖိုးမြင့်တို့လည်းတလုံးလုံးတရော့ရော့ဖြစ်ခါမြို့မှမိမိတို့အဖွဲ့ကောင်းဆောင်များကို ဖိတ်ကြား၍ရွာထဲတွင်တရားပွဲများကျင်းပလျက်ရှိလေသည်တကြင်းဟာကျုပ်တို့ကို အုပ်ချုပ်လာတာ15နှစ်ရှိပြီဘာတစ်ခုမှကောင်းတာမလုပ်ခဲ့ဘူးဘျူလိုကလနက်တွေနဲ့ပေါင်ပြီးမဟုတ်တာတွေချီလုပ်တယ် ဟိုတနစ်ကမတော်ကြီးထုတ်တုံးကလည်းကျုပ်တို့စီကတယောက်တမတ်တောင်းနေဘာကောင်းတယ်လေအုတ်ချုံမှုလဲတိတ်ညံဖြစ်နာပြီရွာရဲမယ်နခိုးတွေရသမားတွေဘိန်ဘုံစားတွေတိတ်ပေါ်တွေဒီရွာဟာနာမည်ပြည့်နေတယ်အခုဖြစ်နေတာကဒီရွာသားဆိုရင်ဘယ်သူကမှလူကောင်းလို့မထင်ဘူးလူစိုးနဲ့တခိုးကြီးထင်တာပဲဒါကြောင့်ဒီလိုမတမာမှုတွေကိုပပျောက်အောင်လူလူတကြီးတင်ပြီးလုပ်ရမယ် ဥဒထွန်ဘမလူတွေက ဟောကြပြောကြ၏ကိုဖုံးမြစ်ဘမလူများကလည်းဤနည်းဖြင့်တကြီးကိုရှုတ်ချ၍ပျော်ဟောကမဲဆွေကြလေသည်တကြီးမင်းဥပချက်ကအပြုံးပင်မပြဲလာတာတော်ညတညတွင်တကြီးမင်းကရက်ထင်းမှဩဇာအိတ်တီမှရှိသူများကို သူ့အိမ်သို့ဖိတ်ကြားထားလေသည်ရောဦးဖုံးတော်ကြီးចောင်းမှဝတ်တဲ့ခြေစီတံကိုနာခံရင် လူကြီးမင်းများတကြီးမင်းထံသို့ ရောက်လာကြလေသည်တကြင်းမင်းသည် သူ၏ခြံဝင်းတွင်ရှိမြေကွက်လက်တွင် ခုံတန်းရှည်များကလထိုင်များကိုချထားလေသည် လူပေါင်း90ခန့်ကိုဖိတ်မှန်နှကပြုထားလေရာလူစုံလင်ပေါင်းမှချကားစားအရက်ဖြူကိုလက်ဖက်ရည်ပကံလုံးများတွင်ထည့်၍တလဲစီလိုက်ပေးလေသည်တကြင်းမင်း၏တာအာလူသည်ဒီနေရာတွင် အတော်ဖြက်လက်သည် ဖခင်၏အဖေါ်အကိုရာဖြစ်၏ လာမင်းသည် ထိတ်ထိတ်သာနေလေသည်လာရောက်ထိုးနေသောတကြီးမင်း၏အိမ်မှသမိုးကိုအဝေးမှပင်အထင်းသာမြင်နေရသည်အပရိသတ်များသည်အရက်ဖြူတပကံလောက်ဝင်မိလျင်ရှာသွဲအာသွဲဖြစ်လာကြလေသည်ဒီအချိန်တွင်တကြီးသားအာလူကပကံများကြီးနှင့်အမဲသားနှက်တွေကိုယူလာပြန်သည်ကဲကဲစားကြပြူအမဲသားနူးနူးလေးနှက်ထားတာဗျာ ဧည့်သည်ပေါင်းတို့သည်လည်းအာနာသောအာဖြင့်တုံးခတ်ကြီးကြီးများကိုရွေးကတုံးဆောင်ကြကုန်သည်ဟေးမောင်ဘတ်ချစ်မင်းအမင်းကကောင်းတဲ့ဟေးနှကမ်းမွေးဖြူဖြူကြီးနဲ့အဖိုးကြီးတယောက်ကဆို၏လက်လက်ဆက်ဆက်ကိုပါကြီးအောင်ရဲ့အေးဒါတော့ဟုတ်ပါရဲ့မင်းဟာကတခွက်ထဲနဲ့ပြီးရတော့မှလားအာတောင်မစွတ်ဘူးရပါလေရပါလေလိုသလောက်ရပါလေသုံးပေါင်းတောင်တည့်ထားတာ ဒါနဲ့မှမလောက်ရင်စိန်ကောင်းအိမ်ကယူပေးပါမေအေးကွယ်ဒီလိုခါတော့ငါသားလေးအောင်မေတကွယ်လောကနီတိအစိုးအားဖြင့်အရသာနဲ့ပြည့်စုံသောအဟာရကိုသုံးဆောင်ရသောအခါချစ်ခင်ရင်းနှီးသူကိုတရိယာမြေတီလွတ်လွပါပြီရှေ့လာမေထင်နေအဲ့ဒါတထုံးလို့လက်ချက်ပေါ်ကျွန်တော်ကမသိကျင်အောင်ဆောင်နေတာဒီကောင်ကတော့တူတာ ခိုးတဲ့နွားရောတခါတည်းမိတော့မကင်နိုင်တော့ဘူးတကြီးကချစ်တချောင်းထိုးလိုက်လေသည်အေးပေါ့ကွာတာတောင်ဒီကောင်ကတကြီးလုံးအောင်မလဲဟင်ခွေးမသားငါတာထောင်ချရဲကောင်အဖိုးကြီးသည်အရက်တစ်ခွက်ကိုမော့ချလိုက်ပြီးလင်တတွေးကိုပြစ်ခနဲထွေးလိုက်ခါအမဲသားတို့ကိုခိုက်လိုက်လေသည်ဟုတ်တယ်ဒီကောင်သားတကြီးဖြစ်ရင်ကျုပ်တို့ကိုဒုက္ခပေးမှာပဲကျုပ်တို့ဒီဟောမှာတောင်နေနိုင်မှာမဟုတ်ဘူး မကြသေးမီကရဲ့ချက်မှုနဲ့ထောင်ချပြီးလွတ်လာသူဖို့ထူကအယက်တန်နဲ့ပြောပြန်လေသည်ဒီအချိန်တွင်အခါခွင့်ကိုစောင့်မျှော်လျက်ရှိသောတကြီးမင်းကစကားဆလီတော်သည်အခုကျွန်တော်ခေါ်ပြီးကျွေးမွေးတာကတကြီးကိစ္စနဲ့ဘာမှမဆိုင်ဘူးဗျတတ်တမဲ့အလူလို့တာတကြီးကိစ္စတော့ခမရတို့ကဆလာလို့သာ ပြောရအောင်မေဤသို့ဏီရန်တွေကရက်လိုက်ပြန်သည် လူတွေကငြိမ်ပြီးနားထောင်နေလေရာတခါတရံတွေထွေးတန်နဲ့လေကျင်တက်တန်များကိုသာကြားရသည်တကြီးမင်းစကားဆက်ပြန်လေသည် ကျွန်တော်ချိန်နေကလည်းခမည်းတော်တို့လုံနေတာပါခမည်းတော်အပေါ်များကျွန်တော်မတရားတာဘာလို့ဖူးလို့ရောကဲပြောကြစမ်းပါညီသူများမဖြေကြချီတကြီးကစကားဆက်ပြန်လေသည်သူတို့ကဟိုမတော်ကြီးထုတ်တုံးကတမတ်စီတောင်းတာပြောနေတယ် အဲ့ဒါမြို့ကတောင်းခိုင်းလို့တောင်းရတာဗျကျွန်တော်ရတာမဟုတ်ဘူးပြီးတော့ကျွန်တော်ကိုအုတ်ချုပ်မှုမကောင်းဘူးလေဒီရွာမှာရဲ့ချက်တဲ့လူတွေပေါ်တယ်နောတတ်တဲ့လူတွေပေါ်တယ်ဖျားတကာတွေကလီကျွန်တော်ထွက်ပေးလိုက်ပါမေသူတို့ဒီလောက်တောင်တကြီးလောက်ချင်ရင်လောက်ကြစမ်းပါစီလူတွေလှုပ်လှုပ်ရော့ရော့ဖြစ်သွားလေသည်တတွေးထွေးတန်အာမေရိတ်တန်တွေထွက်ပေါ်လာလေသည်ဟာမထွက်ပါနဲ့ ထွက်သွားလို့ပဲဖြစ်မလဲဟိုကောင်တွင်နဲ့ကျုပ်တို့နဲ့မဖြစ်ပါဘူးဟူသောအတန်များထွက်ပေါ်လာရာ ဥပချစ်သည်အတော်ပင်ပီတိသောမနတ်တာဖြစ်သွားလေသည်သို့တော်ညာလေသူကထက်၍မူလိုက်ပြန်သည်မဟုတ်ဘူးကျွန်တော်ရွာသားတွေကကျွန်တော်ကိုမလို့ခြင်းဘူးဆိုရင် ထွက်ယုံပေါ့လှုပ်ခြင်းတဲ့သူ တက်လို့ပါစီကျွန်တော်ဒီတကြီးလောက်ကိုမမှတ်မောပါဘူး အဖိုးကြီးသည်ဒရီရိုင်နှင့်လက်တဖက်မှမဲသားတုံးအချားလက်တဖက်မှရက်ပကံကိုကင်ကာနေရာမှထလီသည် မတက်သားလို့ရက်ချက်ရောင်းကြရတော့လူတယောက်ကရှာလေးလေးနှင့်ပြောလေသည် ကျွန်တော်ဘယ်တော့ကဖမ်းဘူးတလေတကြီးမင်းကဂုံဖော်လိုက်သည်ဟုတ်တယ်တကြီးမင်းစီတလုံးပို့လိုက်ရင် ပြီးတာပဲအတန်တန်ထွက်လာလေသည် ဟုတ်တယ်ကျွန်တော်ကလည်းကြိုက်တဲ့တကူဟဲဟဲ ပြီးတော့နွားတက်တယ်ကျွန်တော်ဘာလို့ဖူးလေတကြီးမင်းစီဥဆောင်သေးဆုံးပို့လိုက်ရင်ကိစ္စပြီးတာပါပဲဟဲဟဲကျွန်တော်ကလည်းစိတ်တက်တကူတကြီးကိုယ်တိုင်အတန်ထွင်နေသည့်အထဲတခွတ်မော့လိုက်ပြန်သည်အမဲသားတို့ကိုခဲလိုက်ပြန်သည်နောက်စကားဆက်ပြန်သည်အဲ့ဒီတော့ကိုတကြီးနဲ့ကိုရွာသားဘလောက်ဟန်ကြသလဲဖိုးပြူလားဓမြတိုက်တုံးကလည်းပလိမ့်မမိအောင်ကျွန်တော်ကိုယ်တိုင်ဝတ်ထားပေးတယ်မဟုတ်လား ီထက်တော့ကျွန်တော်ခမည်းတော်အတွက်မလုပ်နိုင်တော့ဘူးဒီလောက်တောင်ခမည်းတော်အတွက်ဆောင်ရွက်နေတယ်အထင်ကျွန်တော်ကမကြိုက်ကြဘူးဆိုရင်လေခမည်းတော်သဘောပေါဟိုဟိုဟေးမောင်ပတ်ချစ်မင်းကိုဘသူကမကြိုက်ဘူးပြောတဲ့တော့မကြိုက်ဘူးပြောတဲ့ကောင်ငါနွားတက်တဲ့ဓာတ်နဲ့ခုတ်မေအဖိုးကြီးတယောက်ကထရွေစူပြန်သည်ကဲဦးလေးပါချစ်လူငယ်တယောက်ကထရွေပြောသည်ဦးလေးဟာကျွန်တော်တို့ကျေးဇူးရှင်ကြီးပဲ အရက်ချက်လည်းမဖမ်းဘူးနော်ခိုးလည်းမမြင်ကြအောင်ဆောင်နေဓမြတွေလည်းဝက်ပေးတယ်နင်းနေပေါပဝေစုပြရတာဘာအေးကြီးလဲဗျာနော်အမရောတို့အခွန်တော်တို့လည်းဘယ်တော့မှတင့်ကျပ်မတောင်းမှုဘူးဥလေးပါချင်ဟာကျွန်တော်တို့လူလူအကျိုးကိုအကြည့်ဆုံးမေဒါကြောင့်မေဥလေးပါချင်ပြန်ရွေးခံမှာကျွန်တော်ရအောင်ဆောင်ရွက်ပေးပါမေထိုစကားကိုကြားတော့အရက်ချက်သမားလူလူနှခိုးလူလူနဲ့ ဓမြလူလူကတာရုသုံးကြိမ်ခေါ်ကြကုန်သည်ကောင်းချီဩဘာပေးကြသည်အနုမောရဏပြုကြကုန်သည်ကဲကဲဒီလိုဆိုရင်အများကတောင်းပန်ရင်လဲလောက်ရတာပေါဟုဥပချက်ကအာမဝန္တာခံလိုက်ရလေသည်မေရွေပွင့်နေတွင်ဥတာထွန်းနှင့်မောင်ဖိုးမြတ်တို့မှမြို့ကဖွဲ့တီတီကိုစလဲများရောက်လာ၍ပဇံပြဲအောင်ဩဃာဟိခါတရားဟောကအာပင်းနေကြတော်လေမဲရီတွက်လိုက်သောအခါမူ ဥပချက်အများဆုံးရရှိနေသည်ကို တွေ့ရလေသည်ထို့ကြောင့်ဥပချက်သည်လူရုတကြီးဖြစ်ရပြန်လေသည် မန်တင်2